မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုညမာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းများကိုကောက်နှုတ်တင်ဆက်ပေးသွားပါတော့မယ်။ မယောင်းလိုက်မိသားစုအသုံးပြုဖို့ငှားရမ်းထားတဲ့လေရင်ကိုဝယ်ယူရမှာနိုင်ငံတော်ဘတ်ချက်အမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်မယောင်းလိုက်နဲ့မိသားစုအသုံးပြုဖို့အတွက်ဖေဖော်ဝါရီလအတွင်းမှာငှားရမ်းထားတဲ့ Airbus အမျိုးအစား A319115, MSN 5193လေရင် HYERK ကိုဝယ်ယူရမှာနိုင်ငံတော်ဘတ်ချက်ရဲ့အမေရိကန်ဒေါ်လာတန်း60နီးပါးအသုံးပြုခဲ့တယ်လို့သိရပါတယ်။လေရင်ကိုအပြည့်အပြည့်ဝယ်ယူခြင်းနဲ့မယောင်းလိုက်စိတ်တိုင်းကြောင့်လေရင်အတွင်းကနေ ပြင်ဆင်ခြင်းအတွက်အမေရိကန်ဒေါ်လာတန်60နီးပါးသုံးစွဲခဲ့တယ်လို့ဖော်ပြပါဗျာ။ အေဗတ်စ်လင်ရင်ကိုအပြပြဆိုင်ရာမြမလီကျောင်းအမိုင်းကအမိခံပေးထားပြီးတော့မြောက်လိုင်းခီးစင်များအတွက်တီးတန့်အသုံးပြုနေကြောင်းအရိလင်ရင်နဲ့မြောက်လိုင်းမိသားစုကလည်းပြပခီးစင်တွေကိုတိတ်တဆိတ်သွားရောက်လေ့ရှိကြောင်းဆိုထားပါရယ်မြောက်လိုင်းနဲ့ဇနီးကျူကျူသားသမီးတွေနဲ့မိတွေစင်ကာပူတို့ပြီးခဲ့တဲ့နှစ်တွေအတွင်းအလဲပတ်သွားတာတွေတောင်ကိုရီးယားနိုင်ငံတို့ဈေးဝယ်ထွက်တာတွေမှာအမိုင်းအေဗတ်စ်လင်ရင်ကိုအသုံးပြုခဲ့တယ်လို့သတင်းရရှိထားပါရယ် ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဆီယနာရှင်ဆန်းကျင်ရေမြမနွေဦးတော်လှန်ရေးကိုထောက်ခံအားပေးပြီး NUG ဝန်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤကျဲများတောင်ကိုရီးယားသမ္မတဖြစ်လာဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ဆီယနာရှင်ဆန်းကျင်ရေမြမနွေဦးတော်လှန်ရေးကိုထောက်ခံအားပေးပြီး NUG ဝန်ကြီးများကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့သူဤကျဲများကတောင်ကိုရီးယားသမ္မတဖြစ်ရွေးကောက်ခံရကြောင်းတောင်ကိုရီးယားမှလာတဲ့တွင်များရသိရှိရပါတယ်။ဇွန်လ3ရက်နေ့တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာအတိုက်ခံဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဋ္ဌဤတင်မြောင်ကအနာရရှိသွားပြီးတမရဖြစ်ရွေးကောက်ခံရခဲ့ခြင်းဖြစ်ပါတယ်။တောင်ကိုရီးယားတမရဖြစ်လာသူဤတင်မြောင်ကမြမနွေဦးတော်လန်ရေးကြီးစတင်ချိန်ကလေးကယနေ့ချိန်ထိမြမဒီမိုကရေစီအရေးကိုထောက်ခံအားပေးတဲ့သူကိုရီးယားနိုင်ငံရဲ့အတိုင်ဝန်ကြားမှလက်သုံးချောင်းထောင်ပြီးမြမအကြံဖတ်စီအုပ်စုကိုပြင်းထန်စွာနဲ့ကန့်ကွက်ရှုံချခဲ့သူကိုရီးယားနိုင်ငံအတွင်းမြမနိုင်ငံရဲ့လှုံ့ဆော်မှုနဲ့ထောက်ပံ့မှုအကောင်းနဲ့အဖွဲ့အစည်းတစ်ခုဖြစ်သောဆီယနာသိမ့်မှုစန့်ကျင်ရေးကော်မတီကိုရီးယားရဲ့မြန်မာနက်ဝက်အဖွဲ့အစည်းအတွက် က်အထူးကူညီဆောင်ရွက်ပေးခဲ့တဲ့သူဖြစ်ကြောင်း NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။2022ခုနှစ်မတ်လ2ရက်နေ့မြန်မာနိုင်ငံမှာဆရာနာသိမ့်မီတလအကြာအတိုက်ခံခေါင်းဆောင်အီဂျေမြောင်းကကိုရီးယားနိုင်ငံကယောင်ဂီတိုပြည်နယ်ရဲ့အုပ်ချုပ်ရေးမှုအဖြစ်တာဝန်ထမ်းဆောင်နေစဉ်မြန်မာနိုင်ငံဆရာနာသိမ့်မှုစန့်ကျင်ရေးကော်မတီကိုရီးယားမှအဖွဲ့ဝင်များဖြစ်ကြတဲ့ဥယျာဉ်နိုင်ထုံးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စီယုံရေးကော်မတီနိုင်ငံတကာကိုရီးယားဌာနကိုဆုံမိုးသူမြန်မာအလို့သမားလူမှုဖူလုံရေးစင်တာနဲ့ မနှင်းဝဲရီဆောင်းကုန်းဝဲတက္ကသိုလ်ကျောင်းသူတို့ကိုဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။ထို့အချိန်ကအုပ်ချုပ်ရေးမှူးအီဂျန်မြောင်ကလက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြေအနေအရရက်ကိုသိရှိပါကြောင်းဆရာနာသိမှုကိုလည်းကန့်ကွက်ရှုံချပါကြောင်းမိမိတို့ Ground Guido ပြည်နယ်အနေဖြင့်သာမကကိုရီးယားအစိုးရအနေဖြင့်လည်းမြန်မာနိုင်ငံအတွင်းဆရာနာရှင်စနစ်အမြန်ဆုံးပြုတ်ကျစေရေးနဲ့ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်နိုင်စေရေးအတွက်အဖက်ဖက်မှအစွမ်းကုန်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖန်စီထိန်းသိမ်းခံထားရတဲ့နိုင်ငံခေါင်းဆောင်များတို့လည်း ဲ့အလွန်ဆိုးရိမ်ပူပန်မိပါကြောင်းအ мян ဆုံးပြန်လည်လွတ်မြောက်လာစေရန်အတွက် PRP တောင်းဆိုသွားမည်ဖြစ်ကြောင်းကိုတကြွစွာထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကယောင်ဂီတိုပြည်နယ်အုပ်ချုပ်ရမှုအဖြစ်ရှိနေစဉ်ဤကျမြောင်က၎င်းအုပ်ချုပ်နေတဲ့ကယောင်ဂီတိုပြည်နယ်ရဲ့ဥပဒေသတ်မှတ်ချက်များနဲ့အညီမြန်မာနယ်ဝအဖွဲ့အစည်းကိုတီထောင်ခွင့်ပြုခဲ့ကြောင်းသိရှိရပါတယ်။ ထို့ပြင်2024ခုနှစ်မေလ18ရက်နေ့ကွမ်ကျူးမြို့58နှစ်ပတ်လည်အခမ်းအနားတွင်အမျိုးသားညညရေးအစိုးရအန်ယူဂျင်နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်စီမံကိန်းပဏာရေးနှင့်ရှင်းလင်းမြို့နယ်မှုဝန်ကြီးဦးတင်ထွန်းနိုင်တို့နှင့်တွေ့ဆုံနှုတ်ဆက်စဉ်အားလည်းမြန်မာဒီမိုကရေစီအရေးကိုဆက်လက်ပြီးတော့အားပေးထောက်ခံနေမည်ဖြစ်ကြောင်းထိုစဉ်ကအီဂျယ်မြောင်ကလွှတ်တော်အမတ်တူဖြစ်သလိုပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တွင်ကတော့ NLD ရွာငံလွတ်တော်အမတ်စစ်ကြောရေး၌တည်ဆုံးဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မဲဆန္ဒနယ်မှာ ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းကစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရပြီးနောက်စစ်ကြောရေးစခန်းမှာတည်ဆုံးခဲ့ကြောင်းပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကတင်ထုတ်ပြန်ထားပါတယ်။2024ဒီဇင်ဘာလမှာ ပြည်ဦးလီမြို့၌တင်းရှောင်နေစဉ်ဦးအောင်စိုးမင်းသည်ဖမ်းဆီးခံခဲ့ရပြီးနောက်လွန်ခဲ့သောလအနည်းငယ်ကတည်းကစစ်ကြော ရေးစကမ်းမှာကွယ်လွန်သွားခဲ့တယ်လို့ခိုင်မာသောသတင်းရှင်မြန်မာတဆင့်ကြားသိရကြောင်းဆိုထားပြီးအသေးစိတ်အခြေအနေများကိုတော့မဖော်ပြထားပါဥအောင်စုံမင်းက2015-2020အထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုစားပြုအဖြစ်နှစ်ကြိမ်ဆက်တာရွေးချယ်တင်မြှောက်ခံရသူဖြစ်ပါတယ်စစ်ကြောရေးစကမ်းမှာကွယ်လွန်သွားခဲ့ခြင်းပေါ်များစွာစိတ်မကောင်းဖြစ်ရပြီးရှင်းတည်ဆုံးမှုနဲ့ပတ်သက်၍အပြေးဝတာဝန်ရှိတဲ့စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းတစ်ချိန်တည်းမှာဖန်စီထိန်ထိန်ခံထားရ တဲ့နိုင်ငံတော်သမရဦးဝင်းမြင့်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ပါဝင်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များတွင်လည်းစိုးရိမ်ပူပန်လျက်ရှိကြောင်းဖော်ပြထားပါရယ်စစ်ကောင်စီရဲ့လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခြင်းစိုးရွားစွာပြုမှုဆက်ဆံခြင်းနဲ့လုံလောက်သောစေကူသားခွင့်မရရှိခြင်းတို့ကြောင့်တိုင်းလွှတ်တော်ကိုယ်စားလှယ်၃ဦးထောင်တွင်း၌အသေးဆုံးခဲ့ရပြီးမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်မျိုးမင်းကလည်းဖမ်းဆီးခံရပြီးနောက်လမ်းမေးတနေရာမှာရက်ဆက်စွာနဲ့တပ်ဖြတ်ခံခဲ့ရကြောင်း CRPH ကဆိုပါရယ် ်နောက်ဆုံးကယူထားတဲ့အချက်အလက်များအရနေရဆုံးခွာတင်းဆောင်နေရတဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်၁၁ဦးနဲ့တိုင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၁၃ဦးတို့မှာလုံလောက်တဲ့စေကူတမှုမရတဲ့အတွက်တည်ဆုံခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။ထို့ပြင်လက်ရှိချိန်ထိအာဏာသိမ်းစစ်ကောင်စီနဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်၁၈ဦးနဲ့တိုင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၄၁ဦးတို့ကိုဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း CIA page ကဆိုထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ နိုင်ရီကံပြူဟာစက်သွေးရီတောင်ဝိုင်းစခန်းကိုအေအေတင်းယူဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမျိုးနယ်နဲ့ရခိုင်ပြည်နယ်အမ်းမျိုးနယ်ကြားရှိရုံးမလန်ဖြစ်သောအမရန်လန်မော်မှစစ်ကောင်စီရဲ့နိုင်ရီကံပြူဟာကုန်နေရှိစက်သွေးရီတောင်ဝိုင်းစခန်းကိုအာရခတတော်အေကတင်းယူလိုက်ပြီလို့စီတရင်ရှင်မြတူကပြောပါရယ်။မေလာဇမ်းမဆာ၍တိုက်ပွဲများညင်တက်ခဲ့စဉ်စစ်တပ်ကအင်အားတိုးခဲ့ပြီးနောက်မေလာကုန်ပိုင်းတွင်စစ်ကြောင်းပြန်ထိုးခဲ့သဖြင့်တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပါရယ်။အဲဒီနောက်အေနဲ့မဟာမိတ်များက က်သွယ်ရေးတာဝါရိုင်းစခန်းကိုဇွန်လ3ရက်နေ့နဲ့အစောပိုင်း၌သိမ်းယူလိုက်ခြင်းဖြစ်တယ်လို့တော်လိုင်းသတင်းရှင်မြစ်ကဆိုပါရယ် MPT တာဝါရိုင်းစခန်းကိုသိမ်းယူရမှန်ပါတယ်ကျွန်တော်တို့သိပါတယ်ကျွန်တော်ကိုအေကထုတ်ပြန်ပါလိမ့်မယ်လို့အထက်ပါသတင်းရှင်မြစ်ကပြောပါရယ် ကွေးတိုင်းရှိကားဝဲပစ္စည်းဆက်ယုံကားပါစများကိုထိုးစစ်ဆင်သိမ်းပမည်ဆို၍ခန်းစစ်ပြင်ထားတဲ့နေရီကံပြူဟာကုန်းကိုအေနဲ့ပူပေါင်းတပ်များကပြီးခဲ့တဲ့ဖေဖော်ဝါရီလကမှစ၍ထိုးစစ်ဆင်တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။မလဆော်ပိုင်းမှာနေရီကံပြူဟာတောင်ကုန်းအောင်မှအရေးပါတဲ့စစ်ကောင်စီရဲ့တောင်ကုန်းတချို့ကိုအေကသိမ်းပိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ပွဲများအတွင်အမှတ်69ခြေမြန်တမဌာနချုပ်ယာယီနီးပြူဟာမူဒုတိယဘုံမူကြီးကြော်တတ်ကိုငပဲမျိုးနဲ့ဂုံစီယိုကြီးရွာအနီးတိုက်ပွဲ၌အေနဲ့ပူပေါင်း င်းတပ်များကဖမ်းဆီးခဲ့ရပါတယ်။ဒါပေမဲ့မလ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြောင့်အေပါဝင်းညီနောင်မဟာမိတ်တပ်ဖွဲ့၃ဖွဲ့ကတဖက်တန်အပြစ်ရခဲ့ကြပါတယ်။အပြစ်ရလိုက်တဲ့ဖြင့်တိုက်ပွဲအရှိန်ရောကြနေစဉ်စစ်တပ်ကပြန်လည်စုဖွဲ့ပြီးထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းငဖဲမျိုးနယ်မှာစစ်တရင်ရှင်မြစ်ကပြောပါတယ်။တမ69စစ်ကြောင်းတွေဝင်လာတာကနေတိုက်ပွဲတွေပြန်ဖြစ်တာဒီအထဲမှာလေးကြောင်းတွေဇက်တိုက်ဖြစ်တဲ့ညာဘက်တွေညာနောက်ပိုင်းတွေပါပြတ်တာတိုက်ပွဲရငိမ့်နေရကနေရုတ်တရက်ထားဖြစ်တယ်လို့မျိုးလို့၎င်းကပြောဆိုပါတယ် ် A ကပြီးခဲ့တဲ့2024ခုနှစ်တစမလာကအမ်မျိုးကိုတန်းယူပြီးနောက်မဟာမိတ်ပူးပေါင်းတပ်များနဲ့အတူအမရလန်ကိုထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့ပါတယ်။အမ်မျိုးမှထွက်ပြေးလာတဲ့စစ်ကောင်စီစစ်ကြောင်းများကိုလည်း A ရဲ့မဟာမိတ်ပူးပေါင်းတပ်များကအကြိမ်ကြိမ်ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင် အများပြားကိုဖမ်းဆီးခဲ့ပါတယ်။ထို့ပြင် A ပူးပေါင်းတပ်များနဲ့စစ်ကောင်စီကပဲခူးတိုင်းဗရောင်းမျိုးနဲ့အေယာဝရီတိုင်းရှေးကျင်နဲ့လေးမျက်နှာမျိုးနယ်တို့တွင်လည်းစီးအေးတင်းမနေကြောင်းသတင်းရရှိထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အေကသတင်းမထုတ်ပြန်သေးပေမဲ့မကွေးတိုင်းပဲခူးတိုင်းအေယာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာအေအေတန်းယူထားတဲ့စခန်းများကိုစစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီးလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုများမြေပြင်မှာစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ဧပြီလ9ရက်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီကအေအေနဲ့ဖြစ်ပွားနေသောတိုက်ပွဲများအကြောင်းသတင်းထုတ်ပြန်ခြင်းတော့မရှိသေးပါဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တင်ကားတော့ မြန်မာပါဝင်နိုင်ငံပေါင်း19ခုမှနိုင်ငံသားများအမေရိကန်နိုင်ငံတို့ ခီးသွောင်းဝင်ရောက်ခွင့်ကြားမြစ်တဲ့အမေကိုအမေရိကန်သမ္မတထရန့်ကလက်မှတ်ရေးထိုးမြန်မာနိုင်ငံသားများကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်သက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပြည်သူလုံခြုံရေးအန္တရာယ်များမှကာကွယ်ရန်မြန်မာပါဝင်နိုင်ငံပေါင်း16နိုင်ငံမှနိုင်ငံသားများအနေဖြင့်အမေရိကန်နိုင်ငံတို့ခီးသွားလာဝင်ရောက်ခွင့်တားမြစ်သည့်အမေကိုအမေရိကန်သမ္မတထရန့်ကယနေ့လက်မှတ်ရေးထိုးလိုက်ကြောင်း CNN သတင်းရသိရှိရပါသည် မြန်မာနိုင်ငံသားများကအမေရိကန်နိုင်ငံသို့ခီးသွားလာရောက်ခွင့်လုံးဝကန့်သတ်ခံရတဲ့နိုင်ငံမှာစစ်နှစ်နိုင်ငံမှာပါဝင်ကြောင်းအာဖဂန်နစ္စတန်မြန်မာချတ်ကွန်ဂိုတမရနိုင်ငံအီကွေတာရီယဂီနီအီရီထရီးယားဟေတီအီရန်လီဗျာဆိုမာလီယာဆူဒန်ရီမင်း စုစုပေါင်းနိုင်ငံပေါင်း၁၂ခုမှနိုင်ငံသားများကိုအမေရိကန်တို့ဝင်ရောက်ခွင့်လုံးဝအပြည့်အဝကန့်သတ်လိုက်ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံသားများကိုအမေရိကန်တို့ဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရခြင်းမှာအမေရိကန်နိုင်ငံတွင်မြန်မာနိုင်ငံသားများရဲ့ဗီဇာတက်တန်းကျော်လွန်နေထိုင်မှုများပြားခြင်းကြောင့်ဖြစ်ပြီး B1 B2 ဗီဇာနဲ့တက်တန်းလွန်နေထိုင်မှု29.3ရာခိုင်နှုန်း FM နဲ့ J ဗီဇာတက်တန်းလွန်နေထိုင်မှု42.1ရာခိုင်နှုန်းရှိကြောင်းထို့ပြင်မြန်မာနိုင်ငံကအမေရိကန်ကဖယ်ရှားသောနိုင်ငံသားများ များကိုပြန်လည်လက်ခံရန်ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းအမေရိကန်သမရအိမ်ဖြူတော်ကသတင်းထုတ်ပြန်ထားပါတယ်။အမေရိကန်နိုင်ငံသို့ဝင်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းကန့်သတ်ခံရတဲ့နိုင်ငံပေါင်း9ခုရှိပြီးရင်းနိုင်ငံများတွင်ဘူရွန်ဒီ၊ကျူဘာ၊လာအို၊ဆီယာရာလီယွန်း တို့ကို Talk Minister နဲ့ Venezuela တို့ပါဝင်ကြောင်းသိရှိရပါတယ်။ဒါပေမဲ့ American ပြည်ထောင်စုမှတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများလက်ရှိရှင်ရင်ဆွဲဗီဇာကိုင်းဆောင်ထားသူများအထူးသောဗီဇာအမျိုးအစားများနဲ့ American အမျိုးသားအကျိုးစီးပွားကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်များအတွက်ချွင်းချက်အနေနဲ့ American တို့နေထိုင်ဝင်ရောက်သွားလာခွင့်ဆက်လက်ပြီးတော့ခွင့်ပြုထားကြောင်းသိရပါတယ်။ ဟုတ်ကဲ့ပါဒါတော့ဒီမိုမြန်မာ နေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနားဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်သတင်းထုတ်များနဲ့တူပြန်လာခဲ့ပါမယ်ရှင်